အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဗားရီတင်ဆက်ပေးသွားမလဲဆိုတော့အခုမိတ်ဆွေတို့မြင်တွေ့နေတာကတော့ဒါမြန်မာအာဏာသိမ်းစစ်ကောင်စီကအုံပြုနေတဲ့တိုက်ခိုက်ရေးရဟယင်တစ်ခုဖြစ်တဲ့ MI 35P ဆိုတဲ့ရဟယင်အမည်ဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာဒီရဟယင်ရဲ့အချက်အလက်တွေနဲ့ရှေ့တန်းမှာဒီအာနာသိန်းစစ်ကောင်စီအနေနဲ့ဒီတိုက်ခိုက်ရေးရဟယင်ကိုဘယ်လိုပုံစံနဲ့အသုံးပြုနေနေလဲဆိုတာကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်။ပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပြီးမမေ့ပါနဲ့နော်။ဒါကတော့လေးရင်လာဝဲလို့ပညာတင်နေတဲ့ကလေးတွေထွက်ပြေးနေရတဲ့မြင်ပုံပဲဖြစ်ပါတယ်။ ဒါကတော့ဒီ MI 35ရဲ့ဟဲရင်ကနေပြီးတော့မှရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့ဒီအာနာသိန်းစစ်ကောင်စီရဲ့တပ်သားတွေကိုစခဲရန်နဲ့ဒီစားနဲ့ရိတ်ခါကြီးထောက်ပံ့ပေးနေတဲ့မြင်ပွင့်ပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုဖိုင်တွေကတော့ရှေ့တန်းမှာဒါကျွန်တော်ကိုယ်တိုင်မှတ်တမ်းတင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်။ဒီ MI 35ပြည်ဟဲရင်တွေကိုရုရှားနိုင်ငံကနေပြီးတော့မှ1982ခုနှစ်မှာထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဟဲရင်မျိုးစားကတော့တိုက်ခိုက်ရေးဟဲရင်ဖြစ်ပြီးတော့ MI-30 လို့ခေါ်တဲ့တည်ယူပို့ဆောင်ရေးဟဲရင်တွေလည်းရှိပါတယ်။အခုဒီ MI-35B တိုက်ခိုက်ရေးဟဲရင်ကိုလေတရဲနှစ်ဦးကမောင်းနှင်ပြီးတော့ဒီပုံမှာဆိုရင်ဘေးတိုက်ပြစ်တဲ့ဒီစက်တနက်ပြစ်တဲ့တနက်သမားတဦးလည်းပါဝင်ပါတယ်။သူရဲ့ဒီအလျာရဲ့တောင်ပံအလျာရဲ့အမြင့်ရဲ့ကတော့16.51အမြောက်6.66အမြောက်3.9မီတာရှိပါတယ် ပြီးတော့ဒီ MI35 ရဟတ်ယာဉ်တွေကညာဘက်စစ်ဆင်နိုင်စွမ်းရှိတယ်လို့ဆိုပေမဲ့လည်းဒီမြန်မာအနာသိန်းစစ်ကောင်စီအနေနဲ့ညာဘက်တွေမှာအုံပြူလာမျိုးကိုတော့ကျွန်တော်အနေနဲ့ကြုံတွေ့ဘူးချင်းမရှိသေးပါဘူး။ဒါပေမဲ့မြန်မာစစ်ကောင်စီပိုင်ဆိုင်ထားတဲ့ MI35 ရဟတ်ယာဉ်နိုင်မှာလည်းဒီညာဘက်မှာစစ်ဆင်နိုင်စွမ်းမရှိဘူးအချို့တဝက်မှာပဲရှိတယ်လို့လည်းကျွန်တော်လေ့လာရပါတယ်။ဒီ MI35B ရဟယင်တွေမှာထည့်သွင်းနိုင်တဲ့လောင်စာဆီပမာဏကတော့စုစုပေါင်းခါလန်410ခါလန်ထည့်သွင်းနိုင်တာပဲဖြစ်ပါတယ်။ အဲ့တော့ဒီ MI 35B ရဟယင်နေအနေနဲ့ကတော့ပင်လေရီမျက်နှာပြင်ရဲ့အထက်ပေပေါင်း16100ပေလောက်ကနေပြီးတော့ပြန်တန်းနိုင်တာဖြစ်ပြီးတော့သူ့ရဲ့ပြန်တန်းနိုင်တဲ့အကွာဝေးကဆိုရင်တော့450ကီလိုမီတာလောက်ရှိပါတယ်ဒီ MI 35B ရဟယင်နေအနေနဲ့အမြင့်ဆုံးမြန်နှုန်းတနာယီမှာ335ကီလိုမီတာလောက်အထိပြန်တန်းနိုင်ပြီးတော့ဒီပုံမှန်အားဖြင့်ပြန်တန်းနိုင်တဲ့အမြန်နှုန်းကတော့တနာယီမှာ260ကီလိုမီတာလို့လည်းကျွန်တော်လေ့လာခဲ့ရပါတယ် ပြီးတော့ဒီ MI 35P ရဟဲ့ယင်တွေမှာတက်ဆင်နိုင်တဲ့လက်နက်အလေးချိန်ကတော့1000 kg အထိတက်ဆင်နိုင်တာပဲဖြစ်ပါတယ်။ဒီ MI 35P ရဟဲ့ယင်တွေအနေနဲ့ရှေ့တန်းမှာအများဆုံးအသုံးပြုတဲ့ဒီဆက်ဆက်တနက်ပေါ့နော်။ဒီဆက်တနက်ကတော့ GSA 32K လို့ခေါ်တယ်ဒီနှစ်လက်တွဲ30မမဆက်အမြောက်တွေပဲဖြစ်ပါတယ်။ပြီးတော့ဒီ MI 35P ီကနေပြစ်ခတ်တယ်ဒီဆွမ်းနိုင်ပြောတယ်30မမဆန်းအမြောက်ကဆိုလို့ရှိရင်လေဒီကြီအတောင်300ကနေပြီးတော့900ထိအောင်ဒီပြစ်ခတ်လို့ရတယ်ဗောနော်ပြီးရင်အဲ့ဒီအပြင်မှာမှဒီနောက်ထပ်သူကဘာသုံးသေးလဲဆိုတော့12.3မခွန်မမလို့ခေါ်တဲ့စက်တနက်တလက်လေပါတယ်လို့မှတ်သားဘူးပါတယ်ပြီးတော့ဒီ MI35B ရဟဲရင်ပေါ်ကနေပြီးတော့90မမပယ်ဒိန်းဒုံးနေနဲ့80မမဒီပယ်ဒိန်းမဲ့ဒုံးနေပေါ့နော်အဲအဲ့ဒီပယ်ဒိန်းမဲ့ဒုံးနေနဲ့လည်းပြစ်ခတ်လို့ရပါတယ်ပြီးတော့ဒီသူ့ရဲ့ လက်နဲ့ချိန်ဆွဲတဲ့နေရာကဆိုရင်လေဒီ MI35P ရဲ့1 byte out ဘေးဘက်မှာတောင်ပံနှစ်ခုပါတယ်ပေါ့နော်အဲ့ဒီတောင်ပံတွေကနေပြီးတော့လေလက်နဲ့တွေချိန်ဆွဲလို့ရပါတယ်ဒီ MI35P တွေရဲ့ထင်ရှားတဲ့ပုံတံကတော့ကိုယ်တည်းအရန်ကြီးမာပြီးတော့နှုတ်သီးချွန်တယ်ပြီးတော့ပဇင်းတစ်ကောင်နဲ့လည်းတံတန်တူတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ MI35P ရဲ့ဟက်ရင်တွေကိုရှေ့တန်းမှာဆိုရင်ပဇင်းလို့လည်းကျွန်တော်တို့သုံးလုံးရပါတယ် ပြီးတော့သူ့မှာဆိုလို့ရှိရင်ဒီလက်နက်ချိတ်ဆွဲလို့ရတယ်ဆောနာပြောသေးတယ်တောင်ပန်းငယ်တွေပြပြီးတော့ဒီဒီ MI35P တွေရဲ့အယောင်ကတော့1ဘိုက်မှာဆိုရင်ကျွန်တော်တို့ဒီဟိုအပြာရောင်တုတ်လိန်ထားပြီးတော့ဘေးဘက်မှာဆိုရင်တော့ကျွန်တော်တို့စစ်စိမ်းဒီပျောက်ကြားကိုတုတ်လိန်ထားတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီ MI35B ရဟယင်တွေရဲ့အတကြက်ကဘာတွေလဲဆိုတော့ဒီ မြေပြင်ကကြီးတဲ့တွေအတွက်သူကဒီရှေ့တန်းစစ်မြေပြင်တွေမှာရန်သူကိုသူတို့တွေအနေနဲ့ဒီအနီးကပ်တိုက်ခိုက်ပေးနိုင်သော်ပြီးလုံနိုင်တယ်။ပြီးရင်သူတို့ရဲ့မြေပြင်မှာရှိနေတဲ့အမြောက်တပ်ဖွဲ့တွေကိုဒီလေရင်ပေါ်ကနေပြီးတော့လေရင်မှုတွေကနေတဆင်ဒီပြစ်မှတ်တွေညွှန်ပြပေးနိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တော်လန်ကြီးရဲဘော်တွေအနေနဲ့ကဒီ MI-35 တွေလာပြီးဆိုရင်တော့ဒီ twin tender မြင်တာမဟုတ်တဲ့နေရာတွေမှာရှိနေဖို့လိုပါလိမ့်မယ်။ တော့ဒီမှာသူကဒီခဲရန်နဲ့ဆောနာလက်နက်ခဲရန်တွေကိုလည်းချိတ်ဆွဲပြီးတော့ဒီတက်တီကိုတနေရာနဲ့တနေရာရွှေပြောင်းတာတွေလည်းပြုလုပ်နိုင်ပါတယ်ပြီးတော့သူကလေပေါ်မှာအဲအချိန်တစ်ခုကြာပြန်တန်းနိုင်တာဖြစ်တဲ့အတွက်လေပေါ်ကနေပြီးတော့ဒီသူ့ရဲ့အဲဒီစစ်ကောင်စီတပ်သားတွေကိုကာကွယ်မှုပြုလုပ်ပေးနိုင်တာမျိုးတွေလည်းရှိပါတယ် တိုက်ခိုက်ရေးအပြင်ကမှဒီသူတို့တွေကဒီခဲယမ်းတွေကိုဒီ MI-35 ပုံစံနဲ့ခြားပြီးတဲ့နေရာမှာလေဒီနဲ့ခြားတဲ့အခါမှာနေရာမတိကြရတဲ့ကြောင့်နောက်ဆုံးမှာတော့သူတို့တွေအနေနဲ့လေဒီမတုံမဲ့အလွတ်ချပြီးတာမျိုးတွေလည်းရှိပါတယ်။အောက်ကိုနိမ့်နိမ့်ကြီးဆင်းပြန်မှုအတွက်ကြတော့လေဒီတော်လန်ကြီးအင်အားစုတွေရဲ့ပြန်လည်ပြစ်ခတ်မှုတွေကြောင့်သူတို့အောက်အနှိမ်ကိုဆင်းမပြန်ရတာကိုလည်းတွေ့ရပါတယ်။ဘလို့ပဲဖြစ်ပါစေကျွန်တော်တို့တော်လန်ကြီးရဲဘော်တွေအနေနဲ့ကတော့တတိထားတာကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီစစ်ကောင်စီအနေနဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေ ီနီးမျိုးစုံနဲ့ပြုလုံနေပြီမယ်လို့လေတကယ်မြေပြင်အခြေအနေမှာကျတော့ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကြာဆုံးသွားတဲ့ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေမရှိဘူးလားမေးရင်တော့ရှိပါတယ်ဒါပေမဲ့လို့ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကြာဆုံးသွားတဲ့ပြည်သူအရေအတွက်ကဆိုရင်တော့ရဲဘော်ထက်ပိုပြီးများပါလိမ့်မယ်ဒီအာနာသိန်းစစ်ကောင်စီရဲ့ဒီလေတပ်ပိုင်းလို့တွေရာဆိုလို့ရှိရင်လည်းစဉ်းစားဆင်ခြင်မှုကင်းမဲ့စွာနဲ့ဒီသူတို့ကိုပေးလိုက်တဲ့အထက်အမင်းရဲ့အောက်မှာပဲသူတို့ကဒီသူတို့ရဲ့ တာဝန်တွေကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်သူတို့ကဒီပြစ်ဆိုတဲ့အမိန်တစ်ခုရဲ့အောက်မှာအဲမြေပြင်မှာရှိနေတာဒီပြည်သူလားတော်လှန်ရေးအင်အားစုတွေလားဆိုတာကိုမခွဲခြားဘဲနဲ့ကျွန်တော်တို့လက်လွတ်စပယ်ပြစ်ခတ်တာမျိုးတွေကအများကြီးကြုံခဲ့ရပြီးသွားပါပြီဒီစစ်ကောင်စီလေတဲ့တည်းရဲ့ပြစ်ခတ်မှုကြောင့်အသက်ပေးဆက်လိုက်ရတဲ့ပြည်သူတွေကလေးငယ်တွေအားဆိုရင်လည်းမြန်မာနိုင်ငံမှာအဲယာနဲ့မကရှိခဲ့ပြီပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ပြည်သူတွေအနေနဲ့ကဒီအာနာသိန်းစစ်ကောင်စီရဲ့လေရင်တွေကိုတွေးပြီးဆိုတာနဲ့လုံလုံချုံချုံနေပေးဖို့ကိုလည်းအရန်လိုအပ်ပါတယ် ဒါမှသာလင်းဘေးကင်းမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြောသွားခဲ့တဲ့အချက်တရားဆိုရင်တော့ဒီကျွန်တော်တို့ Telegram Channel တခုဖြစ်တဲ့ EAR လို့ခေါ်တဲ့ Enemy Error Channel ကထုတ်ပြန်ပေးထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တော်လန်ခီးသွားတရားအနေနဲ့နောက်ထပ်ဘယ်လိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစိတ်ဝင်စားရတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပြီးပို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာ။